ဆရာဇကာနဲ့ပတ်သက်ပြီးဓမ္မတက်လေတိချင်လို့ပါကျွန်တော်မှာကငွေသားမရှိဘူးရွှေပဲရှိတယ်ရွှေကိုဘယ်လိုသွက်ချက်ပြီးတော့ဇကာဘယ်လိုထုတ်ရပါမည်နည်းသူများတွေကပြောနေကြလို့အိမ်မှာရှိတဲ့အမျိုးသမီးတွေဝတ်ဆင်ထားတဲ့သစင်စာကနေလွဲပြီးတော့ပူတာကိုပဲဇကာထုတ်ရမယ်ဆိုပြီးတော့ပြောနေကြလို့မှန်ပါသလားဆရာ mande suyin tasin za go be na cha ta athi taya do ga tam mat pe tha ba de le jesu pyu ywe phie cha pe ba sa ya chano name ga bilal bai ba ni da ga do bain myo ma ni ba de sia nahmaduhu wa nusalli ala rasulihin nabiyil karim shi 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 de ngui da ma shi ko pasan mo no pasan ma shi ko ဆိုတော့ကဒါကကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ဒါကမဖြစ်နိုင်လူတယောက်စီမှာပတ်စံ100တထောင်လောက်လည်းမရှိဘူးဆိုတော့ဒါဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စလေးဒီခေတ်မှာဆိုတော့ရွှေရှိတယ်နောက်ပတ်စံရှိတယ်ဆိုရင်တရားပဲဖြစ်ဖြစ်တထောင်ပဲဖြစ်ဖြစ်အဲ့ဒါပုံမှန်ဆိုရင်တော့ရွှေရဲ့နစ်ဆော့ပ်က9ကျပ်သားဖြစ်တယ်9ကျပ်သားနည်းနည်းကြော်ကြော်လေးပေါ့နော်9ကျပ်သားဖြစ်တယ်9ကျပ်သားဖြစ်တယ်ဆိုရင်အဲ့ဒါကဘရော့လဲဆိုတော့ပတ်စံလုံးဝတပြားတစ်ချမ်းမှတစ်ကျပ်လည်းတရားလည်းမရှိဘူးဆိုမှ အဲ့အဲ့လိုမျိုးပဲရောင်းကုန်ပစ္စည်းတွေပါတယ်လည်းမရှိဘူးဆိုမှရွှေကြီးပဲပတ်စံလုံးဝတစ်ချက်တပြားလည်းမရှိဘူးဆိုမှ तू က၅ချက်တောင်းယူရတာပုံမှန်ဒါကရွှေရဲ့နေစောပေါ့နော်အကယ်အဲ့လိုမဟုတ်လူတယောက်စီမှာရွှေရှိတယ်၅ချက်သားမပြည့်ငါးမူတာလောက်ပဲရှိတယ်ဒါမှမဟုတ်ရင်လည်းတစ်ချက်သားလောက်ပဲရှိတယ်ဒါပေမဲ့နောက်တစ်ဖက်မှာသူစီမှာရောင်းကုန်ပစ္စည်းပဲဖြစ်ဖြစ်ဟာလာနောက်ငွေထည်ပဲဖြစ်ဖြစ်ပတ်စံပဲဖြစ်ဖြစ်နည်းနည်းလေးမဆိုရှိတယ်ဆိုရင်အဲ့ဒီခါကျရင်ရွှေရဲ့နေစောကိုမယူရတော့၅ချက်သားကိုမယူရတော့ ငွေထည်ရဲ့နေဆောင်ကိုယူရတယ်ငွေထည်36ကျပ်ခွဲတာရဲ့36ကျပ်ခွဲတာရဲ့ကာလတန်ဖိုးပေါ့နော်အခုဒီ2025မတ်လမှာဆိုရင်28တိန်ဝန်းကျင်28တိန်3တောင်းပေါ့အဲ့ဒါအဲ့လောက်ရှိတယ်ဆိုတော့28တိန်3တောင်းယူရအောင်ပတ်စံတပြားမှသူ့မှာမရှိဘူးဆိုတော့ဘယ်လိုမှဖြစ်နေတယ်တရာရှိရင်လည်း1000ရှိရင်လည်းငွေထည်ရဲ့နေဆောင်ကိုပဲယူရမှာဒီ28တိန်3တောင်းမှာယူရမှာဆိုတော့ရွှေပုံမှာဒီရွှေပုံမှာသူစကားထိုးရမှာပဲဆိုတော့ ဘယ်လိုစကားထောက်အောင်လဲဆိုရင်ကိုယ်စီမှာရှိတဲ့ရွှေပြီးတော့အခုနပြောသလိုပတ်စံရောင်းကုန်ပစ္စည်းဥမာရောင်းမှုအတွက်ဖုန်းပဲဖြစ်ဖြစ်ဘာပဲဖြစ်ကိုယ်စီမှာရှိတယ်ကိုယ်ဆိုင်ကပစ္စည်းတွေပါညာအဲ့အဲ့ဒါဒီအားလုံးကိုပေါင်းပေါင်းပြီးတော့50နဲ့စားလိုက်ပြီး50ပုံတစ်ပုံဒါတဘော2.5%ပေါ့နော်1.5ရာခိုင်နှုန်းစကားထောက်အောင်ပေါ့ဒါက1 1နှစ်ပတ်လေနေစွားကိုစားပိုင်နေနေကနေစားပြီးတော့တစ်နှစ်ပြည့်တဲ့နေ့မှာလဲစွားပြီးနေစွားဖြစ်တယ်ဆိုရင်သူထောက်အောင် ။နောက်တစ်ခုမိရတာကဘာလဲဆိုတော့လဝလက်စားတွေထဲကတစင်စာကိုဖယ်ပြီးတော့ကြံတာကိုပဲတော့ရမယ်ဆိုပြီးတော့လူတွေကပြောကြတယ်ဆိုပြီးတော့အဲ့ဒါမှန်သလားဆိုပြီးမိရတယ်။အဲ့ဒီစကားကမမှန်ဘူး။တစင်စာကိုဖယ်လို့မရဘူး။လဝလက်စားမှလည်းစကားချိတယ်တချို့ကလည်းပြောတယ်အမှုသမီးလဝလက်စားမှာဇကာတ်မရှိဘူးမဟာရီယထားတဲ့ဟာဒီပါဒီမှာဇကာတ်မရှိဘူးလို့ပြောတာကလုံးဝမှားတယ်။ဟုတ်လားတစင်စာလည်းဖယ်လို့မရအောင်အားလုံးမှာဇကာရှိတယ်။ဟုတ်လားဟာဒီသုမာတမန်တော်မြတ်ကြီးဆလ္လာလဟူအလိုင်းဝါဆလမ်ဒီကိုလည်းတစ်ခေါက် အမျိုးသမီးတယောက်လာအဲ့ဒီမျိုးသမီးရဲ့တမီးလေးပါပါလာအဲ့ဒီတမီးလေးရဲ့လက်မှာလက်ကောက်နှစ်ခုရှိတာသူရဲ့တမန်တော်ကြီးဆလ္လာလဟ်အလัยဟိဝါဆလမ်ကအဲ့ဒီမျိုးသမီးကိုမေးတယ်ဒီလက်ကောက်နှစ်ခု ਨੇ ပတ်သက်ပြီးတော့စကားထုတ်ထားလာဆိုတော့အဲ့ဒီမျိုးသမီးကအဖြေပြီးတယ်မထုတ်တော့မထုတ်တော့ဆိုတော့တမန်တော်ကအမေ့ရှိတော်မူတယ်ဟာလာကီယာမတ်ဂျဟန္နမ်ငရဲဘုံထဲမှာဒီလက်ကောက်နှစ်ခုရဲ့အစဂျဟန္နမ်ငရဲမီအတိပြီးတဲ့လက်ကောက်နှစ်ခုဝတ်ဆင်ပြီးချင်းခံရတာကိုတင်မကလူလာဒလာဆိုပြီးတော့တမန်တော်ကအဲ့လိုမေးတယ် ဟာလာတဘောဇကာတ်မထိုးတဲ့တောကျဂျဟန္နမမီလကောဝုစင်ဈေးချင်းခံရမယ်ဆိုပြီးတမန်တော်ကပြင်းပြင်းထန်ထန်သတိပေးတော်မူတယ်အဲဒီမှာဟိုမျိုးသမီးကဘာလို့လဲဆိုတော့ဒီလကောနှစ်ခုလုံးချုပ်ပြီးတော့တမန်တော်မကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုပြီးလဲတဲ့ဒီလကောနှစ်ခုလုံးကအလာနဲ့အလာရောဆိုတော့ဖြစ်တယ်ဆိုပြီးတော့အဲတဘောအလာလာမတာကိုတုံးပြီးပေါ့နော်ဆိုတော့အဲ့လိုဟာဒီသ်တွေရှိတယ်ဒါအဘူဒါဝုဒ်မရှိတဲ့နဆာယီမရှိတဲ့မုစနဒ်အာမတ်မရှိတဲ့ခံလို့နဲ့ဟာဒီသ်ပြတဲ့ဒါကဟဇရတ်အိုင်ရှာဆစ်ဒီကာရဒီအလ္လာဟ်တာအလာနဲ့ခင်မကလက်ဆိုးဝတ်ထား ရှေလက်စောတမန်တော်မကြီးဆလ္လာလဟ်အလัยဟိဝါဆလမ်ကတွေ့တဲ့အခါကျတော့တမန်တော်ကမီးတယ်ဒါပါလို့တာလေအဲဒါတိုင်ရှာကအဖြေပြေးတယ်ကိုရောရဲ့အမြင်မှာဂျမဟာလှနေဖို့တော့ဂျမလက်စောတွေလောက်ပြီးဝတ်ထားတာဖြစ်တယ်ဆိုတော့တမန်တော်ကမီးတယ်ဒီလက်စောပုံမှာစကားထုတ်ထားလားဒီမှာစကားရှိတယ်စကားထုတ်ထားလားဆိုတော့အဲဒါတိုင်ရှာပြောတယ်မထုတ်တော့ဘူးဆိုတော့တမန်တော်အမေ့ရှိတယ်အဲ့ဒါဆိုရင်တော့ဒီလက်စောကတင်မကိုဂျဟန္နမ်ကိုယူသွားဖို့တော့လုံလောက်တယ်ဆိုပြီးတော့ပြင်းပြင်းထန်ထန်တမန်တော်ကတတိပေးတာအဲ့လိုမျိုးနောက်ထပ်လည်းအထောက်ထားရရှိတယ်အခုဒီဟာဒီစ်ကလည်းဒါအဘူဒါဝုထံမှာရှိတယ်မှန်ကန်ခံလုံနဲ့ ဟာဒီစ်ဖြစ်တယ်အဲ့တော့ဒီလိုတာသနာထောက်ထားတွေကိုကြည့်ရင်ဘာတည်ရလဲဆိုတော့အမျိုးသမီးရဲ့လက်ဝတ်လက်စားဖြစ်တဲ့ရွှေထည်မှာလဲဇကာရှိတယ်ဆိုတော့သိရတယ်အားလုံးမှာရှိတယ်တစင်စာကိုဖယ်ပြီးတော့ကြံတဲ့ဟာမှာပဲရှိတာမဟုတ်ဘူးတစင်စာကိုလည်းဖယ်လို့မရတစင်စာကိုပဲထည့်သွားရမယ်အားလုံးကိုသွားရမယ်ပြီးရင်40ပုံတစ်ပုံဇကာထောက်ရမှာဖြစ်တယ်ဆိုတော့ဇကာနဲ့ပတ်သက်ပြီးတော့ဒီရွှေထည်ကိုရွှေထည်ရွှေထည်ကိုဘယ်လိုတော့ပြီးဘယ်လိုထောက်ရလဲဆိုတော့လည်းခုနကကျွန်တော်တင်ပြခဲ့ပြီဖြစ်